အားသောဝါနာရှင်ဒီကောင်တော်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကိုထွတ်ဖို့ဖို့ရှိုးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်လက်စစ်ဖို့ဖို့ Golden Ghana Brother ပိတ်ကနေကြီးစုသူများအလုံးလဲမင်္ဂလာပါခင်ဗျာမေလာ30ရက်နေ့နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ပါမအောင်တင်းဘုတ်ကတော့အတလက်တစ်ကဖော်ပြထားတဲ့သတင်းတွေမှာကျွန်တော်စားလိုက်အောင်ဒါကတော့ လာမင်းနွေယာတီမှာအာဆင်နယ်သင်းစုကိုဘယ်တိုက်စစ်မှုပဲရောက်ရောက် အာဆင်နယ်သင်းနီပြမီခေးအိုက်တာရဲ့နံပါတ်1ဦးစားပေးတိုက်စစ်မှုသည်ခိုင်ယာဘက်ဖြစ်တယ်ဆိုပြီးသူတို့ကတော့ဖော်ပြသွားတယ်။ခိုင်ယာဘက်ဒီဘလို့တိုက်စစ်မှုပဲအသင်းကိုရောက်လာရောက်လာအသင်းရဲ့ပထမဆုံးဦးစားပေးနံပါတ်9တိုက်စစ်မှုဖြစ်ရှိနေသေးပဲဆိုပြီးတော့သူတို့ကတော့ဖော်ပြသွားပါတယ်။လက်ရှိအချိန်မှာအာဒီဒါအပါဝင်နီပြဖွဲ့ဝင်တွေအလုံးကခိုင်ယာဘက်ကိုတော်တော်လေးသဘောကျနေပြီးတော့နောက်ထပ်တိုက်စစ်မှုရောက်လာမယ်ဆိုရင်တော့မှခိုင်ယာဘက်နောက်ကနေပြီးတော့ပဲစ조사အထုတ်ပြီးတော့ကြော်ဖြတ်နိုင်မှာပဲပေါ်ထွက်ခွင့်ပေးသွားမယ်ပုံစံမျိုးရှိတယ်ဆိုပြီးဖော်ပြထားတယ်။အဲ့တော့အသင်းကိုဘယ်သူတွေရောက်လာမလဲ။ လောလောဆယ်တော့အာဆင်နယ်တို့လိုက်နေပြီးတော့အနည်းဆက်ဆုံးနဲ့ရှိနေခဲ့တဲ့ဗီတာယောဂရက်နဲ့ပတ်သက်ပြီးအဲ့ဒီပြိုင်ပွဲတွေကိုချဲစီအသင်းကဝင်ရောက်လာခဲ့တယ်။သူတို့ကချိတ်ဆက်ဆွေးနွေးမှုတချို့လုပ်နေကြတိရဆက်သွယ်မေးမြန်းမှုတချို့ပေါ့လေ။လက်ရှိအချိန်မှာ conference လည်းရပ်ဝါပြီးပြိုင်ပွဲရရနဲ့ပြီးသွားခဲ့ပြီဖြစ်တဲ့ချဲစီတို့ကတော့အပြောင်းအရွှေ့ဈေးကွက်တွေကိုခြေစုံပစ်ပြီးဝင်လာခဲ့တယ်။အဲ့လိုဆိုတော့လက်ရှိအချိန်မှာခိုင်ရန်ဘက်ကတော့ အသက်အဖြစ်ဆိုရင်25နှစ်အာဆင်နယ်ကိုဝယ်မဲ့ယောဂရက်က26နှစ်နောက်တပ်ဘက်ဂျမင်ဆက်စကိုကအသက်22နှစ်အသက်ရွယ်ရဆိုရင်တော့ကျန်တဲ့ကစားမ2ဦးရဲ့ဂျားမှာရှိနေသေးတယ်ပြောလို့ရတယ်ခိုင်ဘက်ကသွင်းကိုရရဆိုခိုင်ဘက်တီဒီယာတီမှာ36ပွဲမှာပွဲပေါင်း30ဝင်ဆော့ထားတယ်ပွဲဥထွက်နေတယ်ဗောလေ15ကိုသွင်းပြီးတော့၄လုံးဖိုင်ထားတယ်မနစ်ကတော့52ပွဲဆော့ထားတယ်မနစ်က14ကိုသွင်းပြီးတော့9လုံးဖိုင်ထားတယ်သွင်းကိုဖန်တီးမှုစုစုပေါင်း 22ကြိမ်ထိလှုပ်ထားနိုင်ခဲ့တယ်။မနစ်ကတော့ဒါခိုင်ဘက်နဲ့ပတ်သက်ပြီးကျွန်တော်ပြောပြလား။ ခိုင်ရန်ဘက်တဲ့လိတဆင့်နေတယ်လို့ပြောလို့ရတဲ့ပေါ်တူဂီလိကဖြစ်တာယောဂရက်ကတော့ဒီယာတီပြိုင်ပွဲစုံမှာ52ပွဲမှာ54ဂိုးသွင်း10လုံးဖန်တီးထားနိုင်ခဲ့တယ်။ဘန်ဂျမင်ဆက်စကိုလိုမျိုးဥရောပထိပ်တန်းလိကြီး9ခုမှာပါတဲ့ဂျာမန်ဘွန်ဒလီကာမှာဆော့နေတဲ့22နှစ်ရဲ့ဆလိုဗေးနီးယားသားတော့ဒီယာတီ45ပွဲမှာ22ဂိုးသွင်းပြီးတော့6လုံးဖန်တီးထားတယ်။အဲ့ဒီအတွက်လက်ရှိအာဆင်နယ်ဘုတ်ဖွဲ့ဝင်နေတဲ့အိုင်တဲကြမှာဘာဖြစ်နေလဲဆိုတော့ယောဂရက်ကဂိုးတွေသွင်းနေတယ်သွင်းနေတယ်ဆိုပေမဲ့လက်ရှိယောဂရက်ဆော့နေတဲ့ပေါ်တူဂီလိရဲ့အစင်တန်းကတော်တော်လေးနိုင်နေဆိုပြီးသူတို့ကမြင် င်းတယ်လီးစင်တဲ့နိမ့်တဲ့အတွက်ဒီတိုက်စစ်မှုသွင်းနေတိုင်းသွင်းနေပြီးတော့ငါတို့ပရီးမီးယားလိရောက်လာရင်အဲ့လောက်တော့မှဂိုးသွင်းမမလားဆိုပြီးတော့သူကတိချာအကဲဖြတ်နေတဖက်ကဆက်စကိုကြတော့လေအာဒီတာရောအသင်းကင်းထောက်ဖွဲ့ရောသဘောကျရင်မဲ့ဆက်စကိုနဲ့ပတ်သက်ပြီးတော့တောင်းဆိုတဲ့တန်ကြီးကတားမြင့်နေတာဖြစ်တဲ့အတွက်သူတို့အဲ့ဒါကိုစဉ်းစားနေလောဆယ်ယောဂရက်ကိုလည်းကြိုက်တယ်ဆက်စကိုလည်းကြိုက်တယ်ဒါပေမဲ့ဆက်စကိုပို့ပြီးလိုချင်တယ်ဖြစ်နိုင်မယ်ဆိုရင်တော့ဈေးနှုန်း တရက်သူတို့ညှိကျင်တယ်ဗောလေအဲ့တော့လက်ရှိအချိန်မှာယောဂရက်ပဲရောက်ရောက်ဆက်စကိုပဲရောက်ရောက်အာဆီနယ်တင်းနီပြမီခီအိုက်တဲရဲ့နံပါတ်1တိုက်စစ်မှုသည်ခိုင်ဘက်ဖြစ်ရှိနေစေပဲအဲ့တော့ကြံခဲ့တဲ့နွေရာသီတုန်းကဘန်ဂျမင်ဆက်စကိုဘာကြောင့်အသင်းကိုရောက်မလာဆိုတော့သိရတိုင်းပဲခိုင်ဘက်နောက်ကပဲမင်းပွဲထွက်ရမယ်တော့ဆိုပြီးအိုက်တာပြောလိုက်တဲ့နောက်မှာရွှဲ့ပြီးတော့အာပီလစ်စစ်နဲ့တတန်းတိုးသွားခဲ့လို့ကျွန်တော်ကတော့ထင်ပါတယ် ။ဒုတိယမြို့သတင်းတပုတ်ကတော့ TSA Transfer ကဖော်ပြထားပါလေ။သူတို့ကတော့အတွင်းသတင်းတချို့ရတာ။သူတို့ကဘာဖော်ပြသွားလဲဆိုတော့ Zui Mandi ကို Arsenal ကိုခေါ်ယူနိုင်ပြီးနောက်မှာလာမယ့်တစ်ပတ်အတွင်းမှာပဲဒီကစားမနဲ့ပတ်သက်ပြီး Arsenal ကတရားဝင်ကြေညာသွားဖို့ရှိတယ်။ဒီနေ့ပဲ London ကစားမလင်းစီးပြီးလာနေခဲ့ပြီ။သူ့ကိုသူနီးပြအဖို့ဝင်နေပြီးတော့ကျန်တဲ့ဒီအသင်းလေးကျင်ကွင်းကအခြားတာဝန်ရှိသူနဲ့မိတ်ဆက်ဖို့အတွက်ထွက်လာနေပြီဆိုပြီးတော့ဖော်ပြသွားတယ်။လောဆယ်တော့စစ်စစ်မှုတချို့လည်းပြီးသီးသွားလို့ပြီပေါ့လေ။လန်ဒန်ကိုထွက်လာပြီးတော့လာမယ့် တပတ်ရဲ့အစမှာပဲကစားသမားကိုအာဆီနိုကတည်ယဝင်ဒါ official signing လုပ်မယ်ဆိုပြီးတော့သူတို့ကတော့ပြောသွားခဲ့တယ်အဲ့တော့စာချုပ်ဖြတ်သိမ်းခြင်း UO တန်း60ပေါင်အဖြစ်ဆို52တန်းကိုအာဆီနိုကပေးချေထားပြီးတော့26နှစ်သားကိုအာဆီနိုက9နှစ်စာချုပ်နဲ့လက်မှတ်ထိုးမယ်ဆိုပြီး report တွေကဖော်ပြထားပါတယ်အဲ့တော့ Zui Mandi နေနဲ့အာဆီနိုနဲ့စောစောလာပြီးပူပေါင်းလက်မှတ်ထိုးပြီးသွားလို့ရှိရင်သူ့မှာလုံးဆရာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဂျွန်လ6နှစ်ကြာရင်စပိန်နဲ့ပြင်သစ်နဲ့ပွဲစဉ်ရှိတယ် အဲ့မှာသူသွားပြီးကစားမယ်အကယ်၍များအဲ့ဒီ nation league semi final မှာနောက်တစ်ဆင့်ဘိုလူဘွဲတတ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒါဂျွန်လကွဲနေကြလို့ရှိရင် nation league ဘိုလူဘွဲဖြစ်စပိန်ကိုစားပြုပြီးကစားအောင်မယ်ဂျာထဲမှာတော့ဒီသူတို့ပွဲထက်ကြိုပြီးဆော့မှာတော့ဂျာမနီပေါ်တူဂီပေါ့လေအဲ့ဆိုတော့ဂျာမနီပေါ်တူဂီဘက်ကနိုင်တဲ့အသင်းရဲ့စပိန်ပြင်သစ်ဘက်ကနိုင်တဲ့အသင်းရဲ့တော့ nation league ဘိုလူဘွဲဖြစ်ဂျွန်လကွဲနေကြရင်ကစားမှာပါအဲ့ဆိုဇူမန်ဒီကတော့အာဆီနယ်ကိုရောက်လာခဲ့ပြီး ဆူမန်ဒီကိုကျွန်တော်တို့ခေါ်တော့ငါလေမဖြစ်နိုင်ဘူးလို့ထင်တဲ့လူတွေတပုံးကြီးပဲတခါကျရင်ကျွန်တော်တောင်ကိုယ့်ကိုတန်မြားဝင်မိတယ်ငါပြောနေတဲ့ကစားမရောက်တော့ရောက်ပါမလားဗောလေဒါပေမဲ့ရောက်လာခဲ့တယ်ဘာပဲပြောပါဒီကလန်ရိုက်တို့ဆူမန်ဒီတို့ကစားသမားမျိုးတွေနောက်ပြီးကာလာဖီရီတို့ကစားသမားမျိုးတွေကိုသူများအသေးနဲ့ရှင်ပြီးလူခေါ်လာတဲ့ feeling ကလေတွေးလိုက်တိုင်းမှာတော်တော်လေးကိုကျဉ်းနှက်စရာကောင်းပါတယ် တတိယမြောက်သတင်းတစ်ပုဒ်ကတော့ Hand of Arsenal ဖော်ပြထားပါလေအဲ့ဒါကတော့ Alexander Sinchenko နဲ့ပတ်သက်ပြီးတော့လက်ရှိအချိန်မှာ Arsenal ကကံလန့်မှုတွေကိုစောင့်မျှော်နေတယ်။ကစားသမောက်အယောင်စင်းတင်ပြီးသွားပြီး ဒီကစားမနဲ့ပတ်သက်ပြီးတော့ဘလောက်လာပြီးကမ်းလန်းကြမလဲဆိုတော့အာဆင်နီကစောင့်မျှော်နေတယ်။အင်ကန်တစ်ခုကစားမရောင်းချပြီးတော့သူတို့ကပြန်ရှာခြင်းတဲ့အတွက်ပြီးတော့ကစားမကိုပေးထားတဲ့လောက်ခလာစားလည်းတပတ်ကိုတသိန်းခွဲအဲ့တော့ကစားမကိုရောင်းချလိုက်တဲ့အခါကျရင်အာဆင်နီသည်အခြားအသင်းတွေလိုင်းမကမ်းလန်းရဲမှဆိုတဲ့အတွက်ယူရိုတန်း30ဆွန်းဆွန်းလောက်ရရင်လက်ခံသွားမယ်ဆိုပြီးတော့တနည်းတချို့ထုတ်ပြန်ထားတာတွေ့ရတယ်။ဇင်ချန်ကိုလိုကစားမမျိုးအတွက်ယူရိုတန်း30ဆိုတာတော်တော်လေးတန်တယ်။အခုဇင်ချန်ကိုလိုကစားမမျိုးကျွန်တော်တို့အာဆင်နယ်နည်းနဲ့အခြားအသင်းတွေနဲ့တွားပြီးတော့ငန်းငန်းတက်တော့ဝင်မယ်ဆိုရင် 35တန်း40အထက်ပေးရမယ့်သဘောမှာရှိတယ်။ဒါပေမဲ့ကိုရီအသင်းကကစားသမားဝေရှော့ခြင်းနဲ့တပတ်ပေါင်တသိန်းခွဲလည်းမပေးချင်တော့ဘူး။အသင်းရဲ့အပိုကစားသမားလည်းဖြစ်နေတဲ့အခါမှာတော့ပြန်ပြီးရောင်းမယ်ဟေ့ဆိုတဲ့အခါမှာသူများကြီးလာပြီးကန်လန့်အောင်ကျွန်တော်တို့အနေနဲ့ တန်းတစ်ဆယ်ဆုံးဆုံးဆိုတဲ့ပုံစံမျိုးနဲ့တရင်လွှင့်ထားပါလေ။အဲကြံခဲ့တဲ့စောင်းစည်းကွက်မှာတဲကဇင်ချန်ကိုရောင်းဖို့အာဆင်နယ်ကိုစဉ်းစားသေးတယ်။ဒါပေမဲ့ဒီကစားသမားရဲ့ playing style ကခန့်စစ်မှာရောကွင်းလယ်မှာရောဆော့လို့ရတဲ့ playing style ဖြစ်တာဖြစ်တဲ့အတွက်အာရီတာကဘုတ်ဖွဲ့နဲ့ညှိနှိုင်းပြီးတော့ဆက်ပြီးထားခဲ့လိုက်တာ။ထားလို့ရလောက်တဲ့အထိလဲစာချုပ်က2026ခုနှစ်တည်းရှိသေးတယ်။ဒါပေမဲ့ဒီຫນွေမှာတော့ရောင်းမှဖြစ်တော့မှာ။မရောင်းရင်တော့လာမယ့်စောင်းစည်းကွက်နဲ့လာမယ့်2026ຫນွေမှာဒီစားမသည်စိတ်ကြိုက်အတင်းတင်းကိုအလွတ်နဲ့ထွက်ခွာသွားမယ်။စောင်းစည်းကွက်မှာဆိုရင်တော့အကျိုးသဘောတူညီမှုယူလို့ရမယ့်အနေထားပါလေ။အဲ့တော့28နေ့ရ ယ်။ယူကရိန်းသားကိုတော့ဒီရာသီမှာအာဆင်နိုရောင်းချဖို့ပြင်ဆင်နေတယ်။ကြံခဲ့တဲ့စောင်းသေးကွက်မှာတော့ဒေါ်မွန်ကတော့ဒါအငှားနဲ့ခေါ်ဖို့လာပြီးဆွေးနွေးခဲ့တာရှိသေးတယ်။လောစဲဒီစားမောက်လူချင်းအသင်းမှာဆိုရင်ဒေါ်မွန်ဖီနာပါကြီးဂါလာတာစီအက်တလတီကိုမက်ဒရစ်ဒီအသင်းတွေတော့ရှိတယ်။အဲ့လိုဆိုတော့ရှေ့ရာသီတုန်းကတော့36ပွဲမှာ25ပွဲပွဲထွက်ပြီးကစားခဲ့တဲ့တကိုးသွင်းပြီးတော့နှလုံးဖိုင်တိုင်ခဲ့တယ်။ဒါပေမဲ့ဒီရာသီမှာတော့ပိုဆိုးသွားပြီး အဲ့လောက်မစော့ခဲ့ရတော့ဒီရတိမှာ23ပွဲတော့ဝင်ကစားထားတယ်။ဒါပေမဲ့တကယ်ကပွဲထွက်တာက10ပွဲပဲပွဲထွက်ထားရတယ်။တကိုးသွင်းပြီးတော့တကိုးဖိုင်နိုင်ခဲ့တယ်။ Louis Kay ဆိုတဲ့ကစားသမားလေးကသူ့ရဲ့ဘယ်ဘက်ချမ်းတနေအောင်အပိုင်သိမ်းသွားခဲ့တာ။အဲဆိုတော့ဒီကစားသမားနဲ့ပတ်သက်ပြီးကျွန်တော်တို့ဒီ2022ခုနှစ်က Manchester City အသင်းစီကနေခေါ်ခင်းတော့ Euro 35တန်းအခု20ရရင်တော်ပါပြီဆိုပြီးတော့ ဒါဈေးကွက်ထဲမှာအတန်လွှင့်နေရတဲ့နေထားပေါ့လေညီကိုတော့ဘလို့ထင်လဲအသင်းရဲ့၁၀ရောက်မြောက်လှုပ်ခွာလာတဲ့အမြင်မှဆုံးကစားသမားကိုအာဆင်နယ်တို့ဒီຫນွေဈေးကွက်မှာဘလောက်နဲ့ရောင်းချနိုင်မယ်ထင်လဲခွန်မှဝင်ရောက်ရေးသားပြီးတော့ပါဦး ဒီ season လေးကိုဒီကကွန်ကြီးပောင်းပြီးတဲ့ရှုဘောလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်39ကို6939630လုံး2ခုကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ် iBook ကိုချက်ကို Sport Internet နဲ့9လုံးဘစ်တူကစားမယ်ဆိုတော့အဲ့မှာလာပြီးဆော့လို့ရနေပါပြီ Sport တန်းစုံလို့ပါလို့လည်းရှိရပေါ့လေအဲ့ဒီ application တွေနဲ့ဆော့လို့ရပါတယ်ကျွန်တော်ကိုယ်တိုင်အားမခံထားပါတယ်ခင်ဗျာကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ Jordan TV ဆိုတဲ့ဒါ Sun Sport ရဲ့ channel လေးဖော်ပြတဲ့သတင်းတစ်ပုဒ်နဲ့ကျွန်တော်အဆုံးသတ်လိုက်ရအောင်ဒီသတင်းကတော့ အန်ဒရီဘာတာနဲ့သက်ဆိုင်တဲ့သတင်းဖြစ်သွားပြီ။အာဆင်နယ်ရဲ့အာဇာတိုက်တာတဲ့အန်ဒရီဘာတာဟာမာတင်ဆူမန်နီနဲ့ပီတာယော့ဂရက်အပါအဝင်အသင်းကိုအတိအကစားမှာနှစ်ဦးနဲ့သုံးဦးကြားကို Transfer Market ဆက်ဆာခြင်းမှာလည်းခေါ်ဖို့အတွက်ပြင်ဆင်ထားတယ်။ဆိုလိုချင်တာကဈေးကွက်ဆဖွင့်ပြီးဟေးဆိုတာနဲ့ဒီဆူမန်နီနဲ့ယော့ဂရက်အပါအဝင်ကစားမှာဟိုနှစ်ဦးသုံးဦးလောက်နဲ့ဆပြီးတော့ခက်မြမြန်အတင်းရဆာယုတ်ထုတ်နိုင်ဖို့တူပြင်ဆင်ထားတယ်ဗောလေအဲ့တော့ transfer window စတင်တဲ့အစောပိုင်းကာလမှာခေါ်ဖို့အတွက်ပြင်ဆင်နေတယ် အဲ့တော့တခုရှင်းပြချင်တာကဒီယာသည်ຫນွေຊີກວ່າອພွင့်ອເປິກກະອຊິຍາຢາດີນະບໍ່ຕູດຽວທີ່ຫນွေຊີກວ່າອພွင့်ອເປິກກະຈະເລຄລັບວອກກັດແລະຊິຍາຜິດແດ່ເດອະເປິກພွင့်ລີ້ຊິແດ່ອັນນາກໍຈົນລະຕຽນນີ້ມາສາພွင့်ແມ່ປຽນຄລັບກະບາຟລາຈອງຈົນ10ນີ້ມາປ່ຽນເປິກແມ່ປຽນຈົນ16ນີ້ມາປ່ຽນພွင့်ແມ່ສັດຕິມາຕຽນນີ້ມາປ່ຽນເປິກແມ່ດາກໍອະເປິກພွင့်ບໍ່ລີ້ອັນສໍທຣານສພາກະອະເປິກພွင့်2ຈັ່ງຫຼຸດຕົ້ມແມ່ຕະບໍມາຊິແດ່ອັນສໍອັນດຣີບາດາແລະໂຕຍະປະທໍາມາຊົງ အပြောင်းရွှေ့ရာသီလည်းဖြစ်တဲ့အတွက် performance ပြခြင်းနဲ့အသင်းကလည်းငွေထုတ်ပေးမယ်လို့ပြောထားရှိတယ်။ဒီနေရာမှာကျွန်တော်ဒီရာသီမှာတော့အာဆင်နယ်အသင်းငွေသုံးမယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့ကြံခဲ့တဲ့စောင်းစည်းကွက်နှစ်ခုအာဆင်နယ်ကဒီလုံးဝငွေမသုံးခဲ့ဘူး။ကြံခဲ့တဲ့ငွေစည်းကွက်မှာသုံးခဲ့တာကလည်းအိတ်ထရစိုက်တာကတန်း30 40လောက်ပဲရှိတယ်။ကျန်တာကစမီရိုအတီအန်ကတီးယားအော်ရန်စတီဒီကစားမလေးရောင်းချလို့ရတဲ့ငွေကိုပဲအဓိကပြန်သုံးသွားခဲ့တာတွေ့ရတယ်။ရောက်လာတဲ့ကစားမလေးနှစ်ယောက်ပဲပြီးတော့အပိသက်ဝင်ဝင်ပါတဲ့ရိုင်ယာ ီးတော့ဆော့ရနှစ်ယောက်ကလည်း Color Fury နဲ့ Mickey Mane တို့ဒါပဲကျန်တဲ့နှစ်ယောက်ကလည်း Starling နဲ့ Nato လိုမျိုးအငားခေါ်တဲ့ကစားသမားတွေဒါပဲရှိတာအဲ့တော့ Arsenal အသင်းအနေနဲ့တော့တနှစ်ကျော်တခါကောင်းကောင်းလေးငွေသုံးတဲ့ပုံစံမျိုးကိုကျွန်တော်တို့တတိထားမိခဲ့တယ်။အဲ့တော့ဒီရာသီမှာအသင်းကတကယ်ပဲဘတ်ဂျက်တန်းနေရတဲ့300ကျားချပြီးသွားမှာဆိုတာစောင့်ကြည့်သွားပါပါ။တကယ်ကြီးခေါ်မယ်ဆိုရင်တော့ Zuri Mani တောင်းနေတဲ့တန်း90ကျော်60ကျော်ကုန်ပြီးွားပြီ။အဲ့တော့ကျန်တဲ့ကစားသမားတွေကျွန်တော်တို့ Yogurt နဲ့ နီကိုဝီလန်ဖြစ်ဖြစ်ရိုဒီကိုဖြစ်ဖြစ်ရောက်လာစေခြင်းနဲ့ကျန်တဲ့ဂိုးသမားအရန်ဒီပါညာတော့သူတို့ငွေပုံမဆက်လုံးမယ်လို့ထင်ပါတယ်အဆုံးထိကြည့်ပြတော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ